ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။အသင်းနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တွေတောင်းလျှောက်ထွက်နေတဲ့အချိန်မှာကျွန်တော်တို့ကွင်းလယ်မှာသတင်းထွက်တာတော်တော်လေးကိုနဲတယ်ပေါ့နော်။ဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့ကွင်းလယ်နဲ့ပတ်သက်ပြီးတော့ဒါ Sam ကနေပြီးတော့ report လုပ်ထားတဲ့သတင်းတစ်ခုကျွန်တော်တို့ရှိတယ်။ဒါဟာ Real Betis နဲ့ဒါသက်ဆိုင်တဲ့သတင်းပေါ့နော်။ဟော Manchester United ရဲ့ဘက်ကတော့ Letlo Yedrabet တွေအတော်တွင်မှာဆိုလို့ရှိရင် Spain La Liga ကလပ်အသင်းတစ်ခုဖြစ်တဲ့ Real Betis ရဲ့ပေါ့နော်။ ွင်းလင်ကစားမှဖြစ်သူဂျူနီကာရိုဆိုကိုစောင့်ကြည့်လေ့လာမှုတွေအများကြီးလှုံ့ဆော်လာပြီးဖြစ်တယ်ပေါ့23နှစ်ရွယ်ရှိနေတဲ့ဒီကစားမကဒီဒီယာဒီမှာ24ဝယ်ကစားထားပြီးတော့ဗောနော3ကိုဖန်တီထားတယ်အစိုး3ကိုတွင်းထားတယ်ကိုဖန်တီမှုတစ်ချိန်ပြုတ်လုထားတယ်ပေါ့ဗျာရီယယ်ဘက်တစ်အသင်းမှာဆိုလို့ရှင်တော့လက်ရှိချိန်မှာဒါအန်တိုနီကိုအငှားနဲ့ခေါ်ထားပြီးတော့တရားဝင်ကန့်လန့်မှုမပြုတ်လို့ရသေးပေမဲ့လည်း ကာရိုဆိုကိုစိတ်ဝင်စားမှုတွေကြောင့်အန်တိုနီပါဝင်သည့်ဒါအန်တိုနီပါဝင်နဲ့ဘောနော်ဒါကစားမအလဲလေတွေဖြစ်လာမလားလဲစောင့်ကြည့်ဖို့ကောင်းနေတယ်ဆိုပြီးတော့ပြောထားတယ်။ဒါတွေကတော့ကမ်မန့်ချက်တွေယူဆချက်တွေပေါ့ဗျာ။တေချာတာတခုကတော့အတင်းဘက်ကကိုအတင်းကနေထုတ်မယ်ဆိုပြီးတော့ရည်ရွယ်ထားတဲ့ကစားမတစ်ယောက်ကိုကျွန်တော်ပြန်ခေါ်ခြင်းနဲ့ကစားမတစ်ယောက်နဲ့ အလဲအလဲမလို့စရာအကြောင်းတော့ကျွန်တော်မရှိဘူးပေါ့နော်လက်ရှိကျွန်တော်တို့ဒီဂျူနီနဲ့ပတ်သက်လို့စပြောရရင်ဂျူနီကာရိုဆိုဆိုတာကဒါအမေရိကန်ကစားမပါနော်အမေရိကန်လူငယ်ကစားမ23နှစ်ပဲကျွန်တော်ရှိသေးတယ်လက်ရှိကျွန်တော်ဒါရီယယ်ပက်ထရစ်ရဲ့ defensive midfielder ပေါ့နော် defensive midfielder အဲသူနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်ဘူးတာမျိုးတွေတော့ကျွန်တော်မလုပ်ဘူးဘူးသူတပင်းတော့သူဘယ်လိုကစားလဲဘယ်လိုအခြေအနေရှိနေတယ်လဲကောင်းကောင်းတော့ဒါတိတယ်တယ်မှာကျွန်တော်မပါဘူးပေါ့နော် သူကတော့ဒါအီတလီနဲ့ကျွန်တော်ဒါအမေရိကန်ရောဆက်ထားတဲ့ကစားမပေါ့ဗျာဆိုတော့ USA မှာလည်းပဲသူက UNICEF တုံးလို့ပေါ့နော်ဘာလို့မှကစားတယ်အသင်းကြီးမှာလည်းသူကစားတယ်နော်ဆိုတော့အတင်းကြီးမှလည်းသူကစားပြီးတော့လက်ရှိဆိုလို့ရှိရင်ကျွန်တော်တို့ဒါအတင်းကြီးအတွက်သူ16ပွဲလောက်မတူသူကစားပြီးသွားပြီဒါဒီတာတွေရပေါ့ဗျာဆိုတော့ဒီကစားမကလက်ရှိဒါ2030ခုနှစ်ထိဒါ Real Betis နဲ့သူကစာချုပ်ချုပ်ထားတာ နော်2030ခုနှစ်ဒီစာချုပ်ချုပ်ထားတယ်ဆိုတော့ defensive midfielder ပြီးလို့ရှိရင် central midfielder ဆိုတော့အသင်းတွက်ဒါလိုအပ်နေတဲ့ position လို့ကျွန်တော်ပြောလို့ရတယ်တရင်အများကြီးမထွက်သေးတဲ့နေရာလို့ကျွန်တော်ပြောလို့ရတယ်ဒါ Matthias Cunha တို့တရင်ထွက်တယ် striker တွေတရင်ထွက်တယ်တကယ်လိုအပ်နေတဲ့ကွင်းလေတွေမှာ Casemiro တို့ Eriksen တို့ထွက်မဲ့အခြေအနေမျိုးမှာအဲ့ဒီကွင်းရဲ့ defensive midfielder နေရာမှာဆိုလို့ရှိရင်ဦးကာရီကပုံမှန်ခြေသွင်းမပြနိုင်တာဘာညာနဲ့ဆိုကွင်းလေဟာတော့ကိုလိုပါတယ် ဆိုတော့လက်ရှိဘတ်တစ်ထန်ကနေပြီးတော့ဒီကစားမပစ်သူကိုခေါ်ဖို့အတွက်မကြိုးပမ်းဘူးလို့လည်းကျွန်တော်တို့တော့မပြောနိုင်ဘူးတေးကြတာတခုကတော့အပြောင်းရွှေ့ဘောနော်တန်ကြီးဘလူလာမလဲဆိုတာမူတည်တယ်ပေါ့ဗျာလက်ရှိဒီယာတီမာသူ2024 2025မှာ25ဘွယ်ကစားထားပြီးသွားပြီเนาะ2025ဘွယ်ကစားပြီးတော့3ကိုသွင်းတကူဖန်တီထားတယ်ပေါ့ဗျာပြီးခဲ့တဲ့ယာတီကတော့ဒါ2023 2024မှာတော့18ဘွယ်ကစားထားတယ်တကူသွင်း2ကိုဖန်တီထားတယ် defensive midfielder တယောက်ဖြစ်တဲ့အတွက် ဂိုးနဲ့ပတ်သက်တဲ့ဘွန်တော့ဒါအချက်လက်တွေကအလောက်ကြီးတော့အားရကျနေစရာကျွန်တော်ကောင်းမှာမဟုတ်ဘူး။ဒါကြောင့်အတင်းဘက်က defensive midfielder လိုနေတဲ့အချိန်မှာဘက်တရဲ့ကစားမဖြစ်သူကိုကျွန်တော်ဒါအဓိကနီးနီးဆက်ဆက်စောင့်ကြည့်တာတွေကျွန်တော်ရှိလာတယ်ပေါ့လေ။ဒီနေရာမှာကျွန်တော်တို့ဒီဟိုစိတ်ဝင်စားဖို့ကောင်းတာကအန်တိုနီဆန်တိုးနဲ့ပတ်သက်တဲ့အရာပေါ့။အားလုံးသိတဲ့အတိုင်းပဲလက်ရှိအန်တိုနီဆန်တိုးကဒါ real ဘက်တွေမှာတော်တော်အချိန်ကြီးကောင်းနေတာ။တော်တော်အချိန်ကြီးကောင်းနေတယ်ဆိုတာ United ထဲစာရင်ပေါ့လေ United မှာတော့ငါတဲ့စာလို့ရှိရင် ပါပရက်ရှာမှမရှိဘဲနဲ့သူအေးအေးဆေးဆေးကစားနေရတယ်။ဆိုရှယ်မီဒီယာပေါ်မှာလည်းသူနဲ့ပတ်သက်ပြီးတော့နည်းနည်း reaction တွေကနည်းနည်းဘယ်လိုပြောလဲဆိုအသုံးချတတ်တယ်လို့ကျွန်တော်ပြောရမှာပေါ့ဗျာ။ရောက်တဲ့နော်အငှားကာလာအတော်တွင်းမှာအတင်းကိုအကျိုးရှိအောင်သူတို့အသုံးချတတ်တယ်လို့ကျွန်တော်ပြောရမယ်။ဆိုတော့ဒီ content นี่လေသူတို့အများကြီးလောက်ကြတယ်ဒါမဆိုးဘူးပေါ့เนาะ budget တော်တော်လေး net တယ်ပေါ့ဆိုတော့ budget မှာလေသူကအကျိုးပြုနေတဲ့အခြေအနေမျိုးဗျာဆိုတော့ဘယ်လိုပြောမလဲ Anthony Santos ကိုလေအသင်းဘက်ကကျွန်တော်တကယ်တမ်းတွေးကြည့်ကျွန်တော်လက်လုပ်ဖို့ကြိုးပမ်းနေတာ လက်လှုပ်ဖို့ကြိုးပမ်းနေတဲ့ဆိုတဲ့နေရာမှာအတင်းဘက်ကလည်းဘလောက်ဈေးလူကျင်တယ်လဲဆိုတာတော့ရှိတာပေါ့လေတခြားတဲ့ကူကတော့ဘလောက်မှအများကြီးတောင်းဆိုလို့မရဘူးဆိုတာလည်းကျွန်တော်သိထားပြီးသားပဲဆိုတော့အန်တိုနီဆန်တိုးစ်ကိုယူရိုတန်းတရာအဲဆိုပါပေါင်း85တန်းလောက်ဒီကျွန်တော်ပေးခဲ့ရတယ်ပေါ့နော်ဘလို့မှအချင်းညီမကောင်းဘူးအကယ်လို့များကျွန်တော်တို့ဒီကစားမဖြစ်သူကိုလူကျင်နေဆိုရင်ဆန်တိုးနဲ့တာအလဲလဲလဲကျွန်တော်တို့အတင်းဘက်ကကန်လန်ကောင်းကန်လန်သွားခြင်းသွားမှာပဲဒါကန်လန်တော့ကန်လန်တင်နေပေါ့နော်ဒါရတာမရတာတကန်နာပေါ့လေဒါ try not trying တင်နေ ဒီတကယ်လို့ဒီကစားမကတကယ်လဲကောင်းတယ်မျှော်လင့်စရာလဲကျွန်တော်ရှိတယ်တိတဲ့ငွေကြီးလဲမတုံးချင်ဘူးဆိုရင်တော့အန်တိုနီဆန်တူတို့ဘာလို့ ਨੇ ကစားမချင်းအလဲထက်လောက်တာမျိုးတွေဘာတွေတွေ့ရနိုင်တယ်ဒါပေမဲ့လို့အတင်းဘက်ကတကယ်ဒီကွင်းနဲ့ကစားမဖြစ်သူ ਨੇ ပတ်သက်လို့ရှိရင်ဦးစားပေးပြကျူပန်းမကျူပန်းဆိုတာကလည်းမူတည်သေးတယ်ဆိုတော့ဒါလက်ရှိမှာစောင့်ကြည့်တဲ့အဆင့်ပဲကျွန်တော်ရှိသေးတာတရင်မှန်ကန်ထွက်တာကဒီအက်ဒက်တနာကွင်းနဲ့ကစားမဖြစ်သူအီဒက်ဆန်တို့ဘာလို့ ਨੇ ကတရင်နေကျွန်တော်ကြားရတာ ။ဒါပေမဲ့လို့လက်ရှိဒီကစားမပြည်သူကိုလည်းအန်တိုနီဆန်တိုးစ်နဲ့အလဲလဲပြုတ်လို့မယ်ဆိုလို့ရှိရင်ကိုဘယ်တော်ကြီးမဆိုးဘူးဗျ။ဒါပေမဲ့လို့ဘက်တစ်ဘက်ကကျွန်တော်ကြည့်ရင်အများကြီးပေါ့နော်သူတို့ဘက်ကစဉ်းစားရမှာ။အန်တိုနီဆန်တိုးရဲ့ဒီဗလော့ကလာစာနှစ်သိန်းကိုသူတို့ပေးနိုင်မှာလား။အန်တိုနီကရော short short ယူမှာလားပေါ့။ပြီးလို့ရှိရင်အန်တိုနီဆန်တိုးအနေနဲ့ United ကနေတကယ်ရောထွက်ချင်သလားပေါ့။ပြည်ရမလားပြီးလို့ရှိရင်ဟို United ကထွက်တာနဲ့သူကလာသာတွေတောက်လျှောက်ကြီးရှော့ယူရတော့မှာကိုပြီးရင်ဒီ Betty Bag ကဒီကစားမကရော2030ဒီသူတို့ကတရန်ချုပ်ချုပ်ထားတယ်ဆိုတော့ ဈားထဲမှာပူပြီးတော့ဟိုဘယ်လိုမလို့ကစားမရဲ့ချင်တွေက rice ဖြစ်လာမယ်ဆိုလို့ရှိရင်တိုးတက်လာမယ်ဆိုလို့ရှိရင်ပူကောင်းလာမယ်ဆိုလို့ရှိရင်တိတက်ပူပြီးတော့များတဲ့ပမာဏတွေနဲ့သူတို့လက်လွတ်နိုင်နေဆိုတော့ဒါအန်တိုနီဆန်တိုနဲ့အလဲလဲလို့လိုက်ရင်တစ်နှစ်လောက်ဆိုအလဲလဲလဲလို့လဲတန်း၁၀ကြီဆုံးရှုံးရတယ်ဆိုလို့ရှိရင်ဒါသူတို့တော့မကြိုက်ဘူးဗျာဆိုတော့ဒါကြောင့်ဗောနော်ဘက်တီးရဲ့ဘက်ကလည်းအများကြီးတော့မူတည်ပါတယ်ဒီပြောင်းရွှေ့ကတော့ဖြစ်နိုင်ချေနည်းတယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့အတင်းဘက်ကတရဝန်တိတိရဲ့ရောက်ကျူပန်းရတာမျိုးလဲမရှိသေးတာလဲပါတယ်ပေါ့လေဆိုတော့ညီကတို့နေနေရောဒီကစားမနဲ့ပတ်သက်ပြီးတော့ ဒါဆုံးကြည့်ကြဘူးတဲ့သူတွေညီကိုရှိကြလားဆိုတော့ဒီကစားမရဲ့ခြေသွင်းကအတင်းပေါ်မှာရောအကျိုးပြုနိုင်စွမ်းရှိတယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများရပါတယ်